ဒီနေ့အောက်တိုဘာ22ရက်22ရက်10လ2025အမေရိကန်သမ္မတဒေါ်နယ်ထရန့်နေပြီးတော့မှဗီနီဇွဲလားနိုင်ငံတဲကိုဝင်ပြီးတော့ဒါဗီနီဇွဲလားသမ္မတမာကျူရိုကိုဖမ်းဆီးမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမိစိတ်ကြတယ်ဆိုပြီးတော့မှသတင်းတွေထုတ်ပြန်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အချင်းယုံပြောပြပြီးတော့ရမယ်ဒီဗီနီဇွဲလားသမ္မတမာကျူရိုကိုဖမ်းမဲ့ကိစ္စကဒါအားလုံးနဲ့သိရှိပြီးသားဖြစ်မှာပါဒါကတော့ဒါပြီးခဲ့တဲ့လပိုင်းကလေးကအမေရိကန်ကနေပြီးတော့မှဒီမာကျူရိုကိုဖမ်းဆီးဖို့အတွက်ဒါအမေရိကန် P twin ထဲကိုမူးယစ်တဲ့အဓိကပို့ဆောင်တာမာကျူရိုကတကယ်ကိုဂိုင်းခေါင်းဆောင်အနေနဲ့တဖွဲ့သူတို့ပြောဆိုထားပြီးတော့မှ ဒီမာဂျူရိုကိုသူတို့ထုတ်ပြန်တဲ့စုငွေကလည်းအမေရိကန်ဒေါ်လာ25တန်ထုတ်ပြန်ထားပြီးတော့မှအခုနောက်ပိုင်းမှာဆက်လက်ပြီးတော့မှတန်60ဆိုပြီးတော့မှပြန်လဲပြောင်းလဲထုတ်ပြန်တာပေါ့နော်ဆိုတော့ဒီမလုံးတွေအများကြီးပေးထားတဲ့အရာကလည်းဒီဗီနီဇွဲလာနိုင်ငံမှာရှိနေတဲ့ဗိုလ်ချုပ်တွေကနေပြီးတော့မှဗီနီဇွဲလာသမ္မတမာဂျူရိုကိုဖမ်းဆီးပြီးတော့ဒါပို့ဆောင်ပေးနိုင်ဖို့အတွက်သူတို့လွှတ်ဆောင်တဲ့အရာဖြစ်တယ်ကဲအခုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမီးစိမ်းပြလိုက်ပြီးဆိုပြီးတော့မှသတင်းတွေအထွက်ပေါ်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဒါအနည်းနဲ့အမြန်ပေါ့ဗျာဟောဒီလာအထဲမှာလည်းဖြစ်သွားနိုင်တယ်မလက်ပြန်လည်းဖြစ်သွားနိုင်တယ်ဒါအမေရိကန်ရဲ့အထူးစစ်စင်ရေးဖြစ်တဲ့အတွက်ဘယ်နည်းဆိုတဲ့အရာတော့ ဩဒါပြောလို့မရဘူးဒါပေမဲ့တချို့တွေတရင်တွေမှာပေါ်ပြတဲ့အရာကတော့ဩပေါ်ပြနေကြတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အတိအကျတော့ကျွန်တော်မပြောရဲဘူးဒါအမေရိကန်အထူးစစ်စင်ရေးဆိုတော့ကဲဟုတ်ပြီသူတို့ဖန်ဆီးမဲ့အရာမှာအခက်ခဲဖြစ်တာဘာလဲဆိုလို့ရှိရင်အကယ်၍သူတို့ဒီအဲဗင်နီဇွဲလားနိုင်ငံတဲကိုဝင်ရောက်သွားမယ်ဆိုလို့ရှိရင်ဒါအခုသူတို့ကအထူးကွန်မန်ဒိုစစ်စင်ရေးကိုတို့ကအရင်တုန်းကအိုဆမာဘင်လာဒင်ကိုဖန်ဆီးထားတဲ့ဖန်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဖန်တဲ့ပုံစံမျိုးဒါအမေရိကန်ရဲ့ဒါ Nash Sticker အထူးကွန်မန်ဒိုအင်အားတပေါင်းနဲ့ဖွဲ့စည်းပြီးတော့သူလုဆောင်တဲ့အရာဖြစ်တယ်ဆိုတော့ ့ဒီရာကိုအကယ်၍တို့ဝင်ရောက်ဖမ်းဆီးမယ်ဆိုလို့ရှိရင်တို့တို့အခက်အခဲဖြစ်တာဗာလဲဆိုလို့ရှိရင်ဗီနီဇွဲလားအထက်မှာပီတုစစ်ပေါင်းက၄တန်းနီးပါးလောက်ရှိတယ်ဆိုပြီးတော့မှဒရင်းတွေထုတ်ပြန်ထားရှိတယ်ဒါတော့ဒါသူအကယ်၍ဝင်မယ်ဆိုလို့ရှိရင်တော့ဗီနီဇွဲလားတမနာကိုယ်တိုင်ကလည်းဗီနီဇွဲလားတနိုင်ငံလုံးကိုတော်လိုင်းရဲ့အစိုးရအနေနဲ့ပြောင်းလဲပြီးတော့မှတနိုင်ငံလုံးကလက်နက်ကင်ပြီးတော့တော်လမ်းမယ်ဆိုလို့ရှိရင်အနည်းဆုံးကတော့ဒါပီတုစစ်ကအင်အား၄သိန်း၄တန်းနီးပါးရှိတယ်ဆိုပြီးတော့မှထုတ်ပြန်ထားတဲ့အပြင်ကိုဗီနီဇွဲလားတမနာမာဂျူရိုရဲ့ဘေးနားလေးမှာလည်းအဖတ်တက်မတော်ဒီအဖတ်တက်မတော်ဆိုတဲ့အာမီရှိကြ ဒီအဖတ်တပ်မတော်အာမီကလဲတာအသေးခံပြီးတော့မှဒီမာဂျူရိုကိုကောက်ွယ်ဆောင်းဆောင်မယ်ဆိုပြီးတော့မှသတင်းထုတ်ပြန်တာရှိတယ်။ကဲဆက်လက်ပြီးတော့မှလည်းသူ့ကိုကောက်ွယ်ပေးမဲ့သူတွေဘယ်လိုရှိလဲဆိုရင်မှဘိုလီဘိုလီးဗီးယားတို့ကျူပါတို့တပိဘီနီဇွဲလာပြီးလို့ရှိရင်အီရန်ကအီရန်ကနေပြီးတော့မှထောက်ပံ့ပေးထားတဲ့အဲဘီနီဇွဲလာဟစ်ဘိုလာရှိတယ်။ဒါလည်းအင်အားကလည်းတောင်းကနဲရှိတယ်ဗျ။ဆိုတော့တောင်းကနကတ်တာပေါ့ဗျာ။ဒါဟိုအများကြီးတော့မရှိဘူး။ဒါပေမဲ့တောင်းကနနာကတ်တယ်။ဟောထောက်ကနကြော်တာပေါ့။ဆိုတော့ဒီယာတွေကလည်းဘီနီဇွဲလာတမရမာဂျူရိုကိုကောက်ွယ်ပေးမဲ့လူတွေဖြစ်တယ်။ဆိုတော့ဒီ ပြီးတော့ရှင်ရင်ဗီနီဇွဲလားကိုကိုလည်းဟောရုရှားနေပြီးတော့မှထောက်ပံ့ပေးထားတဲ့ဒုံးကြီးလက်နက်တွေရှိတယ်ဒါအများကြီးတော့မရှိဘူးဗျာဒုံးကြီးလက်နက်တွေရှိတယ်လေရင်ပြက်အမြောက်တွေရှိတယ်ဆိုတဲ့အတွက်အနေငယ်တော့အတော့အတအမေရိကန်အတော့အခိုက်အတန့်ဖြစ်သွားနိုင်တယ်ဒါဆက်စရေးမှာပေါ့ဗျာအကယ်၍အမေရိကန်တွေဝင်ရောက်တဲ့အခါမှာတော့ဆင်ရသက်တောင်းထက်နဲ့ဝင်ရောက်မယ်အရင်တုန်းကလည်းအမေရိကန်ကနေပြီးတော့မှဟောလေရင်တင်တင်းမောတွေတိုက်လေရင်တွေအာစစ်တီအင်အား၄ထောင်နဲ့ပို့ဆောင်ထားတယ်အခုကစစ်တီအင်အား၁၀၀၀နဲ့ဝင်မယ်ဆိုတဲ့အရာမှာအကယ်၍သူတို့ဝင်ရောက်တဲ့အရာက 48နာရီအတွင်းဒါမှမဟုတ်ရှင်တော့3ရက်အတွင်းပေါ့ဗျာ။အော်2ရက်ကျော်3ရက်အတွင်းဒီ3ရက်အတွင်းမှာသူတို့အော်မာဂျူရိုကိုမဖမ်းဆီးနိုင်ဘူးဆိုလို့ရှိရင်ဒါသူ့ရဲ့သူ့ဘေးနားမှာသူ့အကောက်ကွယ်ပြပြကျွန်တော်ခုနပြောတဲ့အရာတွေပေါ့ဗျာသူတို့ကနေပြီးတော့မှပြန်လဲတပြန်တိုက်ခိုက်မယ်ဆိုလို့ရှိရင်အမေရိကန်အနေနဲ့စစ်စင်ကြီးကြာသွားနိုင်တယ်ဆိုတော့ဒါသူတို့ကဒါလျှို့ဝှက်စစ်စင်ကြီးဖြစ်တဲ့အတွက်ဘယ်နည်းဖြစ်မလဲတော့မသိဘူးဒါပေမဲ့အနည်းနဲ့အမြန်ဖမ်းဖို့အတွက်တော့အဲ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမီးစိမ်းပြလိုက်ပြီဆိုတဲ့အရာကိုကျွန်တော်ပြောပေးခြင်းနဲ့ကဲဆက်လက်ပြီးတော့မှဒီအရာနဲ့ပတ်သက်ပြီးတော့မှသတင်းထုတ်ရအရာရှိရင်တော်၎င်းဆက်လက်ပြီးတော့မှဒီကမ္ဘာစီနဲ့ပတ်သက်ပြီးတော့မှသတင်းထုတ်များရှိရင်တော်၎င်းကျွန်တော်တင်ဆက်ပေးသွားပါမယ်လို့ကျွန်တော် page လေးကိုလည်း like follow လုပ်ပေးကြပါဦးလို့ကျွန်တော်ပြောပေးခြင်းပါတယ်ဗျာ